ွဲဝိုက်လည်းမရှိဘူးကျွန်တော်တို့ကဘာမှလက်နဲ့ခိုင်အာကိုရတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကပြည်သူပဲအာကိုရအဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်ဘယ်မပေးရင်ကျွန်တော်တို့ခင်ဗျားတို့ဖြစ်စီခြင်းနဲ့ဇာနာတွေကိုလုတ်ဖို့ဆိုတာမပြစ်နဲ့အဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိအဲ့ဒီမှာကျွန်တော်တို့သချင်းလည်းလွှင့်ထားတာရှိအဲ့တော့ကျွန်တော်တို့သချင်းကိုခင်ဗျားတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါ ုင်ငံမှာအဓိကကအမှောင်ခေတ်ကြီးတစ်ခုလွှမ်းမိုးတယ်။အဲ့တော့ဘာလဲဆိုတော့ကြောင်းညွန့်ချင်းမတိနာမလဲချင်းစီရင်နွမ်းပါချင်းဒီဟူတော့အမှောင်တိုက်အမှောင်တိုက်ကိုပို့ခွင်းရအောင်အဲ့တော့ဘာလဲဆိုတော့အဲကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရင်းတွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတော့အဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါနားမလဲဟုတ် မ်းပါစင်ရနွမ်းပါသလားပြောလိုက်ဆမ်းပါခမားတို့ကိုစားပြောပေးမဲ့သူအဝါအဝါအဝါလာပါပြီဒါရာကျွန်တော်တို့ကအဝါရောက်နေဟာအဝါရောက်လိုင်းလုံးနေတလုံးပြီးတလုံးလာပြီကျွန်တော်ဒီမလာခင်မှာဘကိုးပါကျွန်တော်တို့ဟာလာလူလူတွေ့ဆုံပွဲလုပ်တယ်နေပြည်တော်မှာလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်မန္တလေးတိုင်းမှာလုပ်တယ်အခုကျွန်တော်တို့ရန်ကုန်တိုင်းမှာလုပ်အဲ့တော့ကျွန်တော်တို့ဟာလာကြောက်မြွန်ချင်းမတိနားမလဲချင်း ဆင်းရဲငံပါခြင်းဒီဟုသောအမောင်တိုက်ကိုကြိုခွင်း၍လွတ်လပ်ငြိမ်းချမ်းသောကြွယ်ဝချမ်းသာသောအဲ့တော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဘသူ့ဘုံမှာကြောက်မနေခြင်းဘူးဒါသာမန်ဒီလူလောက်ရဲ့သံတော့လွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းကြွယ်ဝချမ်းသာသောကျွန်တော်တို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံပြည်သူတွေဆင်းရဲနေတာနိုင်ငံကဆင်းရဲတာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ပြည်သူတွေဟာလာစားဝတ်နေရေးဖူလုံတဲ့ကျေဝါချမ်းသာတဲ့အလင်းဖြစ်နိုင်ငံတော်ကို ရောက်အောင်ကျွန်တော်တို့ပြည်သူပါတီကကြိုးစားသွားမယ်အဲ့တော့အလင်းခေတ်နိုင်ငံတော်ကိုတည်ဆောက်ဖို့ပြည်သူပါတီကိုအဲ့